chapter 230မှာတော့ PAG အတင်းရဲ့မကောင်းဆိုးဝါရင်းကိုညံကြီးရှင်နာဂီတော်မှမသားစီနိုင်ဖြစ်နေခဲ့ပြီးညံကြီးရှင်ဤအပီးသူ့ရဲ့နောက်ထပ်ပြစ်မှတ်ကတော့ဣသာဂီယိုဤချီပဲဖြစ်ပါတယ်တပွဲပြီးတပွဲတမလာခဲ့တဲ့ရင်းကိုနာဂီကဘယ်ရာမင်းကိုတမလာစီရလဲလို့မေးလိုက်ပါတယ်ရင်းကတော့မင်းတိပီသားမဟုတ်ဘူးလားဣတိုရှီစာရဲ့ကိုကြော်တက်ပြီးဣသာဂီကိုဖျက်ဆီးဖို့အတွက်လို့ရင်းကပြောရတယ်နာဂီကထပ်ပြီးတော့ အဲ့ဒီအရာတွေအားလုံးပြီးပြောက်သွားပြီဆိုရင်မင်းပါဆက်လုပ်မလဲလို့ရင်းကိုထပ်မေးပါတယ်ရင်းကတော့မွေးကင်းစကလေးတယောက်ကမွေးလိုက်ပြီဆိုတာနဲ့တေးဖို့ကြိုးစားမှာမဟုတ်ပဲတခုတည်းတော့လှုပ်เสียဖြစ်တဲ့အတိုက်ရှင်ဖို့ပဲကြိုးစားမှာဖြစ်ပါတယ်ငရေပြီရှိရှိနတ်ပြီရှိရှိရင်းရဲ့စိတ်ကူးတဲ့ဟာဘလုံးဆိုတဲ့ပုံစံကတော့သူရှိမှရက်နေတယ်ယူစရာကောင်းတဲ့အကောင့်နဲ့မှန်တယ်မြောက်ငရေပြီကိုတန်းတန်းမမက်ပို့ပေးမယ်လို့ရင်းကပြောပါတယ်တစ်ဖက်မှာအီစာကြီးကလည်းခိုင်စာထက်ကိုဖို့သွင်းခဲ့ပြီးခိုင်စာကိုတိုက်စစ်မှုတယောက်အနေနဲ့ပါအနိုင်ယူနိုင်ခဲ့တဲ့အတွက်ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတယောက်ဖြစ်ဖို့အတွက်ဆိုရင် ဘာချစ်ကိုပဲဝိုင်းမြို့ဖို့ကြံမာတော့တယ်အဲ့ဒီအချိန်မှာပဲ VAR ကနေအတန်ထွက်လာခဲ့ပြီးအားလုံးအာယုံဆိုင်ထားကြဖို့ပြောလိုက်ပါတယ်နီယိုအေဂိုအစ်လီရဲ့ပွဲစဉ်၅နဲ့ပွဲစဉ်၆တို့ကပြီးဆုံးသွားခဲ့ပြီးပွဲပြီးကစားသမားတွေရဲ့ ranking ကိုကြီးညာသွားတော့မယ်ကစားသမား29ယောက်ကကလန်မှုခံခဲ့ရပြီးအဆင့်24ကနေ29ထိရတော့နာနာဆဲဝါနီမာဖူကာကူဟီရာကီနီယို ဇန်သေးစုလိုပဲဖြစ်ပြီး VA ကနေထပ်ဆင့်တတိပေးလိုက်တာကတော့အဆင့်23အောက်ကကစားသမားတွေကိုကမ္ဘာဖလားပွဲမှာဂျပန်ကိုစားပြုအနေနဲ့ထည့်သွင်းပြီးတော့ကစားသမားမဟုတ်ဘူးလို့ VA ကနေကြေညာလိုက်ပြီးအဆင့်23ကကစားသမားတွေကိုစတင်ကြေညာပါတော့တယ်သူတို့ကတော့ထူကီမီဆူဟာယာတဲဒါရိုင်ဦးစိတ်သူဟီယိုရီစန်တိုအိုတိုယာကာရာဆုရှီတိုနီကိုဂါဂါမာရုကူရိုနာတို့ပဲဖြစ်ကြပါတယ်နောက်ထပ်ထိပ်တန်း7ယောက်ကတော့ RU, Yukimiya, Rio, Aiku, Nagi တို့ပဲဖြစ်ပြီး ရီကတော့သူရဲ့အလားစားတွေကြားသွားတဲ့အပေါ်ကြောင်နေခဲ့ပေမဲ့နာဂီကတော့စိတ်ထဲတိတ်ပြီးမထားပါဘူးဒါပေမဲ့ရီကတော့နာဂီကိုသူရဲ့တန်ကြီးတွေမြင့်ကျင်နေဆိုရင်ကိုသိမ်းဖို့လိုအပ်ပြီးနောက်ပွဲမှာအတီလုံးပြရတော့မယ်လို့ပြောနေခဲ့ပေမဲ့နာဂီရဲ့မျက်လုံးတွေထဲမှာဘာခံစားချက်ကမှမတွေ့ရပါဘူးနောက်ထပ်အဆင့်၅နေရာမှာတော့ကပလီအမေရိကရှိနေခဲ့ပြီးချီဂီရီနဲ့ထပ်တူကြနေခဲ့ပါတယ်အဆင့်၄မှာတော့ဘာချီရာရှိနေခဲ့ပြီး နောက်ဆုံးအနေနဲ့ထိတ်တန်း၃ရက်ကတော့တတိယနေရာမှာဘာလို့ရှိနေခဲ့ပါလဲဘာလို့ကတော့သူ့ရဲ့တန်ကြီးပေါ်မကြေမနက်ဖြစ်နေခဲ့ပြီးဒုတိယနေရာမှာတော့အရင်ပွဲရဲ့တန်း90ဆိုတဲ့တန်ကြီးထက်သုံးစားမြင့်သက်သွားခဲ့တယ်ရန်တန်150နဲ့အီစာကီးကရက်တီနေခဲ့ပါတယ်နောက်ဆုံးပထမဆုံးနေရာမှာတော့အရင်ပွဲမှာသုံးဂိုးဆက်တိုက်တွင်းယူသွားခဲ့ပြီးပါရမီရှင်စာရဲအီတိုရှိရဲ့ညီလေးဖြစ်တဲ့အီတိုရှိရင်ကတန်း180နဲ့ အားလုံးရဲ့အထက်မှာရက်တည်နေခဲ့ပါတယ်ရင်းကအီစာကီထက်အများနဲ့ခြေတလန်းတာနေခဲ့ပြီးအခုချိန်မှာလည်းအီစာကီရဲ့လမ်းမှာပိတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာခိုင်စားကလည်းကံလန်းမှုအစ်စ်ရရှိခဲ့ပြီးစပိန်ရဲ့ LA Real ကတန်320နဲ့ကံလန်းထားပြီးရင်းရဲ့ကိုစာရေးအိတ်တို့ရှိရှိနေတဲ့ကလပ်လည်းဖြစ်ပါတယ်ကမ္ဘာပေါ်ကအတံမာဆုံးကလပ်ဖြစ်တဲ့ LA Real ကဘက်စမန်ချင်းကနေခိုင်စားကိုခေါ်ယူဖို့ကြိုးစားနေခဲ့ပြီးခိုင်စားကသူအရေးကြီးဆုံးဖြစ်တဲ့ကံလန်းမှုအစ်စ်ရရှိလာခဲ့ပြီမလို့နက်စကခိုင်စားအတွက်ပျော်ပေးနေခဲ့ပြီမဲ့ ခိုင်စားတော့ Nesco ပါဇက်ပိတ်ထားဖို့ပြောနေခဲ့ပြီးတန်320ဆိုတဲ့ကလန်မှုကိုဂီမဆိုင်ပဲအီစာဂီကိုရှုံးသွားခဲ့တဲ့အတွက်ကြောင့်သူ့ကိုယ်သူအမိုက်ကစားသမားတယောက်လိုခိုင်စားခံစားနေခဲ့ရပြီးသူ့ရဲ့ဘဝကဒီလိုအဆုံးသတ်သွားမှာမဟုတ်ပဲအီစာဂီ UH ကိုဖျက်ဆီးပြစ်မယ်လို့ကြုံဝါလိုက်ပါတယ်အီစာဂီရဲ့စိတ်ထဲမှာတော့ခိုင်စားရဲ့တန်ကြီးနဲ့သူ့ရဲ့တန်ကြီးရဲ့ကြွားချချက်ကတော့မကကြွားချနေခဲ့ပြီးဒုတိယနေရာကနေရေယူတော်မကြောတတ်နိုင်သေးတာမလို့နောက်ဆုံးပွဲဖြစ်တဲ့ PG နဲ့ပွဲရ ခိုင်ဇာနဲ့ရင်ကိုကြော်တက်ဖို့နောက်ဆုံးအခွင့်အရေးပဲဖြစ်ပြီးခိုင်ဇာရင်ဆိုတဲ့မကောင်းဆိုးဝါးနေရကိုအနိုင်ယူပြီးတော့သူလိုချင်တဲ့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဆိုတဲ့ပလင်းကိုရအောင်ယူလိုက်မယ်လို့အီစာကီးကကြုံဝါလိုက်ပါတယ်ခုနှစ်ပွဲမြောက်ပွဲစဉ်ကတော့စပိန်ရဲ့ဘာချာနဲ့ပြင်သစ်ရဲ့ PSG ပွဲပဲဖြစ်ပြီးပွဲစဉ်ရှိကတော့အင်္ဂလန်ရဲ့မန်ချက်စတီးတီနဲ့အီတလီရဲ့ဥပအသင်းတို့ပဲဖြစ်ပါတယ်ဘတ်စတာမန်ချင်အသင်းကတော့နှစ်ပွဲစလုံးပြီးတဲ့အချိန်ထိထိုင်စားအောင်မှာဖြစ်ပြီးတခြားအသင်းကကစားသမားတွေတိုက်ခိုက်နေခဲ့တဲ့အချိန်မှာအားလုံးကလေ့ကျင့်နေခဲ့ကြပြီးလာမယ့် PSG နဲ့ပွဲဟာနောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့တန်ကြီးတွေကိုပြတော့ဖို့အတွက်နောက်ဆုံးခွင့်ရည်လည်းဖြစ်ပါတယ်။ဦးစိတ်သူကတော့သူ့ထက်တန်ကြီးနည်းနေတဲ့ဟီယိုရီကိုလောက်ရင်နေခဲ့ပြီးကမ်းလှမ်းမှုရလို့ပျော်နေတဲ့မျက်နှာကြီးကအားလုံးရဲ့အမြင်မှာအထင်သာဖြစ်နေခဲ့ပါတယ်။ယူကီမီယာကအီဇာဂီကိုနောက်ဆုံးပေးလိုက်တဲ့ပေးပမှုကယူလောက်အောင်မိုက်နေပြီးတော့အဲ့လိုကစားကွက်မျိုးဘလူလော့လွတ်လိုက်တာလဲလို့မင်းနေခဲ့ပါတယ်။ဟီယိုရီကတော့သူနောက်ဆုံးမှာဘလူလော့ရဲ့အတားစိတ်တွေထွက်ပေါ်လာခဲ့ပြီးသူ့ရဲ့လူပေးပုံတွေကိုနားလေတဲ့ကစားသမားနဲ့ပြီးမှရှင်ကစားခြင်းနေခဲ့ပြီးကမ္ဘာအကောင်ဆုံးတိုက်စစ်မှုကိုမွေးထုတ်ပေးခြင်းနဲ့လို့ဆိုပြီးအဲ့လိုအတားကြောင့် ူ့ရဲ့လူပေးပုံတွေကိုနားမလည်နိုင်နဲ့ကစားသမားတွေကိုစွန့်ပြစ်ပြစ်မယ်လို့ဟီရီကပြောလိုက်ပါတယ်ဟီရီရဲ့ပြောစကားတွေဟာအီသိုရှီစာရဲနဲ့လေတန်သူညီနေခဲ့တဲ့အတွက်ကြောင့်အားလုံးကလည်းအနေငယ်ထိတ်လန့်နေခဲ့ပါတယ်ဟီရီကတော့မင်းတို့ဘာတွေပဲပြောပါစေငါအီစာကီလို့အွန်လိုင်းပေါ်မှာအဖဲမခံအောင်ဆိုပြီးပြောလိုက်တဲ့အတွက်ကြောင့်အီစာကီကကြောင်သွားခဲ့ပါတယ်ကြောင်နေတဲ့အီစာကီကိုအရင်ပွဲရဲ့ကောမန့်တွေကိုပြလိုက်ပြီးဘတ်ဆတ်မန်ချင်းရဲ့အနာဂတ်ဖြစ်ကြတယ်ခိုင်စားတဲ့အီစာကီတို့ကမင်းကြက်တွေပဲတယောက်ကိုတယောက်အမြဲတမ်းတိုက်ခိုက်နေကြပြီး တယောက်ရဲ့ကစားပုံကိုတယောက်ကနားလဲတဲ့အတွက်ကမ္ဘာအကောင်ဆုံးတွဲပန်းနှစ်ယောက်ဖြစ်လာနိုင်တယ်လို့မှတ်ချက်ပေးနေကြပါတယ်။အီစာကြီးကတော့ခိုင်စာလိုကောင်မျိုးနဲ့လုံးဝတွဲမစွန့်နိုင်ဘူးလို့ပြောပြီးအားလုံးကလည်းအဲ့ဒီကိစ္စကိုပဲဝိုင်းပြီးတော့စနိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဟီယိုရီယာခိုင်စာနဲ့အီစာကြီးကိုဂေးချုပ်တွေနဲ့ထပ်ပြီးတော့စနိုင်တဲ့အတွက်ကြောင့်ပို့ပြီးတော့တင်းတော့ပါတယ်။အဲ့ဒီအချိန်မှာမှယူကီမီယာနဲ့ရိုက်ချီတို့ကခိုင်စာကိုအီစာကြီးဘယ်လောက်မုန်းကြောင်းအခုအချိန်မှာပဲတီးခဲ့ရတာဖြစ်ပါတယ်။အဆင့်23မဝင်ဘူးဆိုရင်ကမ္ဘာဖလားပွဲမှာမကန်ရဘူးဆိုတဲ့အတွက်ကြောင့် ကတိလေးအဆင့်23မှာဝင်နေတဲ့ theory တို့ကအတီးတီလေးချင်းဖို့သွားနေခဲ့ကြပါတယ်။ဣစားကြီးကလည်းအခုချိန်မှာပဲနောက်ဆုံးပွဲဆိုတာတတိရလိုက်ပြီးအားလုံးမှာကိုတိုင်ပန်းချန်နေရှိမှန်းပြန်ပြီးတော့တတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာနောက်ကနေအကူညီတောင်းဖို့လာခဲ့ပါတယ်။ Neo Egoistly မှာသပွဲမှာကစားအသေးတဲ့အတွက်ကြောင့်သူ့ရဲ့တန်ကြီးကလည်းတုံညာဖြစ်နေခဲ့ပြီး Neo Egoistly မှာအသက်ဆက်ရှင်ဖို့အတွက် ဘာလို့လွယ်လဲလို့မေးလိုက်ပါတယ်နောက်လာမဲ့ပွဲကနီယိုအီဂိုစ်လီရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်အခုချိန်ထိတပွဲမှမဆော့ရသေးတဲ့အီကာဂူရီကစတာရင်လိုင်းမှာပါဖို့အတွက်အသေးအံကြိုးစားခဲ့ပြီမဲ့အမြဲတမ်းတိုင်ပတ်နေခဲ့တဲ့အတွက်ကြောင့်အီဇာဂီစီကနေအကြံလာတောင်းတာဖြစ်ပါတယ်အီဇာဂီကတော့ခဏလောက်တိတ်နေခဲ့ပြီးပြန်ပြောလိုက်တဲ့အရာကတော့အကြံတစ်ခုမှမရှိဘူးပဲဖြစ်ပါတယ်ဘုန်းကြီးကျောင်းသားလေးကတော့မင်းအကောင်းဆုံးပေးနိုင်တာဒါလားလို့ပြောလိုက်ရင်ခြေစလုံးဖက်မတတ်တောင်းပန်နေခဲ့ပြီးအကြံတွေကိုမရမက တောင်းနေခဲ့ပါတယ် အဲ့ဒီအချိန်မှာအီဆာကီးကအီကာဂူရီကိုဘောလုံးကန်ရတဲ့အကြောင်းရင်းကဘာလဲလို့မေးလိုက်ပါတယ်။အီကာဂူရီကတော့ဖုန်ကြီးကျောင်းကနေထွက်သွားခြင်းပြီးဖုန်ကြီးကျောင်းသားတယောက်အနေနဲ့တသက်လုံးနေမသွားခြင်းတဲ့အသက်ကြောင်းလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်ကအီဆာကီးအတွက်တော့ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပဲလူတိုင်းကလက်တွေ့ကြတဲ့ရီတို့ပန်းနိုင်တွေကိုပဲအရယူတက်ကြပြီးတော့ကိုယ့်ရဲ့ပန်းနိုင်ကိုတခြားသူတွေရဲ့ပန်းနိုင်နေနဲ့နိုင်ရှင်လို့မရဘူးလို့ပြောပြီးသူ့ရဲ့ရီမှန်ချက်ကိုအပြည့်အဝစုပ်ကင်ပြီးတော့အဲ့ဒီအရာအတ္တရဲ့အုတ်မြစ်ပဲဖြစ်ပြီးတသက်လုံးဖုန်ကြီးကျောင်းသားမဖြစ်ခြင်းတဲ့အတ္တကို ုံးဝလက်လွတ်မခံနိုင်လို့အီစာကီကအကြံပေးလိုက်ပါတယ်။ဤကာကူရီယာအနှင်းငယ်တွေ့ဝင်နေခဲ့ပေမဲ့အီစာကီပြောတဲ့အရာတွေကိုနားလည်သွားခဲ့ပါတယ်။ဘလို့လေ့ကျင့်ရမလဲဆိုတာကိုတော့အီစာကီကနီးလည်းမပေးရသေးပေမဲ့ဤကာကူရီယာတော့ကိုယ့်အကူပဲစဉ်းစားလိုက်မယ်လို့ပြောရင်အီစာကီကိုကျေးဇူးတင်လိုက်ပါတယ်။သူနဲ့သူဆော့ခဲ့မှုတဲ့ကစားသမားတစ်ယောက်ကရန်တန်းလေးကတန်လိုက်မယ်ဆိုပြီးဘယ်တော့မှမတွေ့ခဲ့ဘူးလို့ဤကာကူရီယာပြောလိုက်ပါတယ်။ မင်းကအရန်အံ့ဩဖို့ကောင်းတယ်နှစ်ယောက်လုံးကအောက်ဆုံးအခြေအနေကနေစပြီးတော့တီးခဲ့ကြပြီမယ်အခုချိန်မှာကမ္ဘာအကောင်းဆုံးဆိုတဲ့လမ်းကြောင်းပေါ်ရောက်နေတဲ့အီစာကြီးကိုဝန်မခံခြင်းပေမဲ့ဝန်ခံလိုက်ရပါတယ်ဒီလိုနဲ့ကိုအောက်ခြေကလေးကတီးလာခဲ့တဲ့တငယ်ချင်းနှစ်ယောက်ကမော်လာဥချင်းနဲ့နတ်တူလဲစားခဲ့တဲ့အကြောင်းတွေကိုရှေးဟောင်းအောင်ဖြစ်ပြန်ပြောင်းနေခဲ့ကြပါတယ်တစ်ဖက်မှာခိုင်စာတရက်ကတော့အပြင်းထက်လင်းချနေခဲ့ပြီးဘာချစ်ကိုကြောတက်နိုင်မှုအတွက်ညီအီဂိုအစ်စလီကိုလာခဲ့ရတဲ့အကြောင်းရင်းတွေကိုပြန်စစ်ဆေးနေခဲ့ပြီးဘာချစ်ရဲ့စုံမမှုအောက်ကဘတ်ဆာမန်ချင်ဆိုတဲ့အတင်းမှာကမ္ဘာအကောင်းဆုံးဖြစ်ဖို့ရာဂိုင်နှုန်းက တရားခိုင်နှုန်းမဖြစ်နိုင်ပါဘူး။ဘတ်စမန်ချေထက်များတဲ့ကမ်းလှမ်းမှုကိုရကျင်လို့မျိုးအီဂိုအစ်လီကိုလာခဲ့တာဖြစ်ပြီးခိုင်စာရဲ့ကမ္ဘာအကောင်ဆုံးဖြစ်ဖို့ဆိုတဲ့အကြံခြေတလန်းအောင်မြင်ခဲ့ပြီမဲ့အီဇာကီယူတာရှင်းသွားခဲ့မယ်ဆိုရင်ဘလို့နီးနေမှအိမ်ုံပြန်သွားနိုင်မှာမဟုတ်ပါဘူး။တပတ်မှမနီမဝေးရနက်စ်ကတော့ခိုင်စာဘလောက်ပဲကြာရှုံးနေပါစေလုံနိုင်နေဆိုတာအမြဲတမ်းယုံကြည်နေခဲ့ပြီးအဲ့ဒီနေ့ကတင်ပေးခဲ့တဲ့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့ခိုင်စာရဲ့ဇကားတွေကိုအခုချိန်ထိနက်စ်ကယုံကြည်နေစေဖြစ်ပါတယ်။ဒီနေ့အတွက်ဗီဒီယိုကတော့ဒီလောက်ပါပဲ။ ဗီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလက်ကန် subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတူတူတယောက်ချီးကျူးတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့။